ဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်အစောပါကျွန်တော်ကတော့ AI မြန်မာ Amagan product တွေကိုစာပစ်ပေးနေတဲ့ advisor တဦးဖြစ်ပါတယ်အဲဒီနေ့ပါလီပြောပြကြရလဲဆိုတော့အရှိရှိမာတွေလဲထပ်ခါထပ်ခါပြောပါတယ်အဲတော့ထပ်ခါထပ်ခါပြီးတော့လဲထပ်ပြီးတော့ပဲပြန်ပြောပါမယ်ကျွန်တော်တို့ Amagan ဒီဝယ်ယူရတဲ့ product တခုပါဘာဝယ်လဲဆိုတော့အကာအကွယ်ကိုယူပါတယ် Amagan ကအသက်ဆိုလို့ရှိရင်လဲအသက်နဲ့ပတ်သက်တဲ့ပေါ့နော်ကိုယ့်ရဲ့အသက်ပျက်စီးဆုံးရှုံးသွားရင် ကိုဒီကိုရဲ့ဒီမိသားစုအတွက်ပဲဖြစ်စီအဲတစ်ချိန်ချိန်မှာဒီမှာအနည်းဆုံးတော့ဆယ်နှစ်ထားရတာရှိတာဟုတ်အဲ့တော့အဲ့ဒီစုငွေအဖြစ်စီနဲ့ထားထားတာပါနောက်တစ်ခုကျမ်းမာရေးမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့က ကျမ်းမာရေးတစ်ခုဖြစ်သွားခဲ့လို့ရှင်ရင်အကာအကွယ်ဒီတစ်ခုအနေနဲ့ရချင်လို့ပေါ့နော်ထားထားတဲ့ product ဖြစ်ပါတယ်အဲ့တော့အာမခံဒီဘာလဲဆိုတော့ဝယ်ယူရတဲ့ product ပါအကာအကွယ်ကိုဦးစားပေးတဲ့ product ပါစုငွေမဟုတ်ပါဘူးပြီးတဲ့အခါအတိုးပေးတဲ့အရာမဟုတ်ပါဘူးပေါ့နော်အာမခံကိုထားပြီးတော့အကာအကွယ်လည်းရမယ်အတိုးလည်းပေးမယ်အတိုးလည်းပေးမယ်ဆိုတာ တူပေးတယ်ဆိုတာပေးတော့ပေးတယ်ဒါပေမဲ့အတိုင်းအတာတစ်ခုတည်းပဲပေးတာပါဘာဖြစ်လို့လဲဆိုတော့အာမခံကုမ္ပဏီတည်လဲစီးပွားရေးလုပ်ငန်းတစ်ခုဆိုတာဖြစ်တဲ့အတော့အဲအာမခံဒီဝယ်ရတယ်ဆိုတာလေးကိုလည်းသိစေချင်ပါတယ်ကျွန်တော်တို့ကကြတော့အာမခံကိုရောင်းတယ်ဆိုတာကျွန်တော်တို့ကကြတော့ service ပေးတာပါဒီ ဟိုအာမခံကုမ္ပဏီနဲ့ဒီကျွန်တော်တို့ရဲ့ဒီမိတ်ဆွေတွေရဲ့ကြားမှာကျွန်တော်တို့ကဟိုတကေ့စ်တခုခုဖြစ်လာရင်ဒါလေးတို့ကြားရရနေပြီးလှုပ်ဆောင်ပေးတဲ့ကျွန်တော်တို့က service ပေးတဲ့ဝန်ဆောင်မှုပေးတဲ့လူတွေဖြစ်ပါတယ်ခါလီကြရင်လေကျွန်တော်တို့ကဒီတိန့်တရားထားရင်ဥမာဘန်ဘန်နဲ့ပေါ့เนาะကျွန်တော်တို့နားလေတလောက်နဲ့ရှင်းပြရမယ်ဆိုရင်ဘန်မှာ ဘန်မှာသိန်းတရာထိုင်ကျွန်တော်တို့ကသိန်းတရာနဲ့အတိုးနဲ့ဒီနှစ်ခုပဲရမှာပဲအဲ့တော့သိန်းတရာနဲ့အတိုးဆိုတာကအတိုးဆိုတာဘလောက်လဲဆိုတာဒါအားလုံးလည်းသိကြတယ်လေအဲ့တော့အာမခံမှာကျတော့ကျွန်တော်တို့ကသိန်းတရာထားအာမခံမှာဥမာတက်အာမခံသိန်းတရာဝယ်မယ်သိန်းတရာဝယ်မှာဆိုတူတီတစ်ခုခုဖြစ်သွားခဲ့တယ်ဆိုလို့ရှိရင်သိန်းတရာရဲ့အကာအကွယ်ဥမာ၁၀ဆလည်းဖြစ်မ၁၅ဆလည်းဖြစ်မယ်ဒါတော့အသက်အာအာမခံပေါ်မှာ sorry အသက်ပေါ်မှာမူတည်ပြီးကြွားချက်ရှိမယ်ပေါ့နော်အဲ့တော့ကိုတီဒီဘန်နဲ့ဒီဟွာမှာ ကိုဒီဘန်မှာထားတယ်ကိုတခုခုဖြစ်သွားရင်သိန်းတရာနဲ့ဒီအတိုးပဲရမယ်အဲအာမဂန်ဒီတခုခုဖြစ်သွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအကာအကွယ်အကြီးကြီးဥမာ10 10ဇာလည်းဖြစ်မယ်15ဇာလည်းဖြစ်မယ်ပေါ့နော်ထားပါတော့အကာအကွယ်အကြီးကြီးတခုကိုသူကရသွားမယ် ဒါဗန်နဲ့ဟွာရဲ့ကွာခြားချက်ပေါ့เนาะအဲ့တော့ကျွန်ပြောချင်တာဒီအာမခံဒီအကာအွယ်ကိုဦးစားပေးပါတယ်ဗန်ဒီစုငွေကိုဦးစားပေးပါတယ်ဒီနှစ်ခုတင်မတူညီပါဘူးအဲ့တော့ကိုကစုငွေကိုပဲလိုချင်တယ်ဆိုရင်တော့ဗန်မှာထားပါအကာအွယ်ကိုကြီးကြီးမားမားလိုချင်တယ်ဆိုလို့ရှင်တော့အာမခံထားပါလို့ဒါ knowledge theory တစ်ခုအနေနဲ့ပြောပြပြောချင်ပါတယ်ကျေးဇူးများတောင်းရရှင်